နာမည်ကျော်ဖြစ်တဲ့ဥမ္မာတန်ဒီကြည့်ကြပေါ့ဥမ္မာတန်ဒီရဲ့အမျိုးသမီးအလောင်းလေးကြည့်လိုက်ရင်သူကဘဝတစ်ခုမှာဆင်းရဲတဲ့ပုံကိုလေးတူလာဖြစ်ရပါတယ်ဆင်းရဲတဲ့ပုံကိုတူဖြစ်တော့ခုလိုရိုးကိုပွဲလို့ပုံစံမျိုးဖြစ်ခြင်းနဲ့ဖြစ်မလာတော့မပြောတတ်ဘူးသူတို့မှာတောင်းထိပ်ပွဲဆိုတဲ့ပွဲတစ်ခုကျင်းပကြတယ်အဲ့ဒီတောင်းထိပ်ပွဲမှာသူတို့ကဟိုတစ်တာအောက်ဆုံးတက်မှာရှိနေတဲ့ဟိုစားတွေကအကုန်လုံးထုတ်ဝင့်တဲ့ပွဲနဲ့တူတယ်သူများတွေကနေပြီးတော့အဲ့ဒီဝပန်းပစိုးလို့ခေါ်ဆိုအပ်တဲ့ ခမန်းကြီးရတာတော့ပန်းရောင်လေးနဲ့တွေ့ပါတယ်ဒီပန်းရောင်တော့လုံကြီးမျိုးတွေကိုအင်းကြီးမျိုးတွေကိုဝတ်ဆင်ကြတော့ဒီကလေးမလေးကလည်းဝတ်ဆင်နေတဲ့ဂျင်းအတွက်သူ့မိဘတွေထံပူဇော်တယ်မိဘတွေကလည်းအမတန်ဆင်းရဲနွမ်းပါတဲ့မိဘတွေဖြစ်ချင်းကြောင့်သူလိုချင်တဲ့ဝတ်ပန်းပစုကိုရှာမပေးနိုင်ရှင်သမီးတို့ဟာအမတန်ဆင်းရဲတဲ့သမီးလိုချင်နေတဲ့ဒီဝတ်ပန်းပစုကိုဝတ်ပေးနိုင်တဲ့ဆွမ်းဟာမရှိကြဘူးဆိုပြီးပြောပြကြတယ်ဒါနဲ့ဒီဝတ်ပန်းပစုဝတ်ချင်လွန်းတဲ့အိတ်တိန်တစ်ထည့်တူထံမှာတော့ပြီးကျွန်းခါရတယ် တတိကလည်းဘလို့ညစ်ပါတယ်လဲဆိုရင်တော့၃နှစ်ကြွခံမှဒီအုပ်ပေးမယ်ဖြစ်ပုံက၃နှစ်သူကဒီအုပ်ကိုလိုချင်တဲ့အဲ့အတွက်ကြွခံလိုက်ပါတယ်ဒါပေမဲ့သူရဲ့လှုပ်ဆောင်ချက်တွေကိုအာရကျင်းတတ်တဲ့အဲ့အတွက်၃နှစ်မပြည့်ခင်မှာပဲတတိကလည်းဒီအုပ်ပန်းမဆိုးကိုချင်းမြင်ပြလိုက်ပါတယ်ဒီအုပ်ပန်းမဆိုးလေးကိုဝတ်မယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ရင်းစိတ်ကိုယူသွားပြီးတော့ရင်းစိတ်မှာရင်းချိုးပြန်ပြီးတက်မယ်အလို့ကတ္တဗဗျာရှင်ရဲ့တပိသတာဝကတအုပ်ပေါ့တော်တယ်မှာနေရင် ။တခုတည်းမြတွေကတန်ခမ်းကိုလူရဲ့ယူလိုက်တဲ့အတွက်တန်ခမ်းလူရဲ့ခံရတာတန်ခမ်းမရှိဘူး။နိဒရတက်ခက်တရွက်ကလေးတွေချိုးပြီးတော့အဲ့ဒီမှာပတ်ပြီးတော့ရေချိုးနေတဲ့အချိန်ကဏ္ဍကိုကြွလာတာမြင်တော့စိတ်ထဲမှာသရတရားဖြစ်သွားတယ်ဒီအမျိုးသမီးလေးကသရတရားဖြစ်တဲ့နဲ့သူ့ရဲ့ဝဘမဆိုးလေးကိုထပိုင်းပိုင်းပြီးတော့တပိုင်းကိုဒီယဟန်ကိုထူလိုက်တာယူလိုက်တဲ့အချိန်ကမှဒီယဟန်တော်ကတင့်တင့်လျောက်ပတ်တဲ့တဏှာမှာဒီဝဘမဆိုးလေးကိုတွတ်ပြီးတော့ဝတ်လိုက်တယ်။ဒဇကိုဝတ်ပြီးတော့ဒဇကိုအပေါ်ကနေယုံလိုက်တော့သူမြင်ရတာ ိတ်မှာအမတန်ကြည်လွတ်သွားတယ်။နေလွတ်ရင်ကျတော့အမတန်အယောင်ဝါဒီထွန်းရင်တောက်ပါနေတာကိုမြင်ရတော့စိတ်ထိတ်ကျဉ်းတတ်တော့ကြံနေတဲ့တပိုင်းမှာဆက်ပြီးတော့လှူလိုက်တယ်။လှူပြီးတော့သူကမလုပ်တယ်။သူရေးဆွဲလိုက်တဲ့ပကြီးကားကြံတဲ့တခုပဲ။လို့လေအလားဆုံးအမြဆုံးရုပ်အလားဆုံးအမျိုးသမီးဖြစ်ပြစေတန်ခရာခင်းကျင်းနေတဲ့အခါမှာဘာရင်ချမ်းရနေလဲလောဘလောဘ အမတန်ရုပ်ရည်ချုံမလှပ်ပါတဲ့အမျိုးသမီးဘဝကိုတွေ့တက်တက်မဲ့တဲ့လောဘမချမ်းရမ်းထားဘူးလားချမ်းရမ်းတယ်။ပရမတ္တသစ္စာတည်းကပြောတော့အဲ့ဒီလိုအလွန်ချုံမလှပ်ပါတဲ့အမျိုးသမီးဆိုတာရှိသလားမရှိဘူး။အလွန်ချုံမလှပ်ပါတဲ့အမျိုးသမီးလို့အတိမှားနေတဲ့သဘောလေးကအဝိဇ္ဇာအဝိဇ္ဇာချမ်းရမ်းထားတယ်။အဲ့ဒီအမျိုးသမီးဘဝကိုလှမ်းပြီးတွေ့တက်တက်မဲ့တဲ့သဘောလေးကတဏှာစိတ်ကပြီးဆွဲနေတဲ့သဘောကဥပါဒ။ဒီအဝိဇ္ဇာတဏှာဥပါဒံသုံးခုချမ်းရမ်းပြီးတော့ ယဟန်တော်တပတ်အဟောပန်းပစောလှူဒန်းခြင်းဆိုတဲ့ကုသိုလ်စေတနာသင်္ခါရတရားတွေကိုပြုစုပြောင်းလိုက်တယ်။ဒီလောက်နဲ့ရက်သွင်းရင်တော့လည်းအတော်သားပဲသူကမရက်သေးဘူး။ကျင့်ဖို့မရဘူး။ဘယ်လိုနေရာမြတ်သူကစိတ်ကတော်တော်လေးနာကြည့်ထားတယ်မပြောတတ်ဘူး။တပည့်တော်မကိုမြင်တဲ့ယောက်ျားတဲ့ယောက်ျားတိုင်းဘယ်ယောက်ျားမှဆိုမိမိရဲ့စိတ်တော်အလိုအတိုင်းရက်တည်နေခြင်းကမစွန့်နိုင်တဲ့အမျိုးသမီးဖြစ်ပြခြင်း။ ဘာပြောလို့တာလဲလို့မေးတော့သူ့ကိုမြင်လို့ရှိရင်မြင်တဲ့ယောက်ျားတဲ့အကုန်လုံးယူပါစေတဲ့ဟောယောက်ျားတွေကိုသူဘလို့စိတ်နှံထားတယ်တော့မပြောတတ်ဘူးနောက်တစ်ခုလောကမှာတပြိတော့မတဲ့ပေါ်ပြီးလှပတဲ့အမျိုးသမီးတယောက်မှမရှိပါစေနဲ့ဟောခက်ပုံကဆူတောင်းပုံကြည့်ဒီတော့သူ့ရဲ့ဆူတောင်းခန်းလေးကိုကြည့်လိုက်လို့ရှိရင်လောဘတွေကတိတ်အကောင်းတယ်သူတို့ဘာတွေအပေါ်၌အတန်ယူလို့တဲ့မာနတရားတွေကလည်းအမကောင်းဘူးလားအကောင်းတယ်ယောက်ျားတွေအပေါ်၌မေတ္တာတတ်ကောရှိသလား မရှိဒီကောင်တွေအကုန်လုံးယူပါခြင်းဆိုတဲ့အစိတ်ထားရှိနေရောအဲ့ဒီလိုလောဘဒေါသမောဟတွေခြံရံပြီးတော့ဒီကံတခုကိုပြည့်စုံပြုထောင်လိုက်တဲ့အချိန်အခါမှာဘာဖြစ်လာလဲဘဝတခုမှသူအုံမာတန်ဒီလာပြီးဖြစ်ရပြီဥမာတန်ဒီဖြစ်ရတဲ့အခါကျတော့ဘုရင်တို့ဖခင်အလောင်းသိဝိမင်းကြီးအဝင်းအပါဖြစ်တဲ့ယောက်ျားတွေအကုန်လုံးယူမကုန်လားယူကုန်ရတယ်အလှဆုံးတော့ဖြစ်ပါတယ်ဒါဟာသူရိတ်ဆွဲလိုက်တဲ့ပဒီကတစ်ချက်ပဲဒီပဒီကကနေလာပြီးတော့အကျိုးပေးလိုက်တဲ့အချိန်အခါလေးမှာ ဒီကံလေးကအကျိုးပေးလိုက်တော့ယုံလုံးပေါ်လာတဲ့ပကြီးကကြကြည့်လိုက်တော့သူအုံမတန်ကြီးဆိုပြီးအလားဆုံးအမျိုးသမီးတူဦးတော့လှဖြစ်ရတယ်။ဒါပေမဲ့သူ့မြင်တဲ့ယောက်ျားတွေလည်းယူပါစင်ဆိုတဲ့ဆုကိုတောင်းခဲ့တဲ့အတွက်မြင်တဲ့ယောက်ျားတွေကအလုံးယူမသွားဘူးလား။ယူတော့ပြန်တယ်။ဘာများဆိုင်လို့လဲ။ဒီဆုမျိုးတောင်းနေတာလား။စဉ်းစားကြည့်တော့မောသူမတော်ယောက်ျားတယောက်နဲ့အပေါ်မှာစိတ်ဓာတ်ရတော့ဖြစ်ရှင်ဖြစ်မယ်။မြင်တဲ့ယောက်ျားတွေကသူ့ကိုယူပါစင်ဆိုတဲ့ဒီဆုမျိုးတော့တောင်းနေမှာမလား။စဉ်းစားကြည့်ပေါ့။အကုန်လုံးကိုယ်အကြောင်းပြပြီးသူတို့ဖက်သားတွေယူသွားရတယ်ဆိုတော့ကောင်းပါမလား။ စဉ်းစားကြည့်စဉ်းစားကြည့်ထမင်းစားရတောင်မှသူကမိမိသဘောအရာမတည်နိုင်တဲ့ပုံကိုဖြစ်ပြခြင်းဆိုတာကထမင်းစားရတောင်မှထမင်းလုံးကိုပဇာထဲမသွင်းဘူးသူမြင်နေတယ်အဲ့ထမင်းလုံးကိုနဖူးကိုသွားပြီးထဲတယ်လို့အထက်နရွထဲသွားထဲတယ်လို့အထက်နှာခေါင်းထဲထဲတယ်လို့အထက်သပင်ထဲထဲတယ်လို့အထက်ဖြစ်ကုန်ကိုသဘောတိုင်ကိုစိတ်ကိုစောက်တည်နိုင်တဲ့စွမ်းအားမရှိတော့ဘူးနောက်တကူသူ့ရဲ့တာလွန်လှတဲ့ပုံကိုရှိတော့ဘာဖြစ်အောင်ပါလဲကြည့်စိတ်ညာဆန့်ကျင်ပုံပြောပါလဲ သူ့ရဲ့တလွန်လှပနေတဲ့ပုဂ္ဂိုလ်လည်းမရှိပါသေးနဲ့ဒီစုတောင်းသူရေးဆက်လိုက်တဲ့ပဉ္စကတ္တချက်ဒီကံကအကျိုးပြီးတော့သူညှော်လင့်တောင်းတာတဲ့ပုံစံလေးတော့ပေါ်မလာဘူးလားပေါ်လာပြီပေါ်လာတော့ဘာထူးလဲစမ်းကြည့်လားဘာထူးလဲပြိဝိမင်းကြီးယူတာထူးတယ်မြင်းနဲ့ရောက်ကြတဲ့ယူတာထူးတယ်ဒီလောက်ပဲသူအစင်းလှတော့ကောနောက်ဆုံးအိမ်မှာအဘိဗရကစိတ္တကြီးပေါ့လေစိတ္တကြီးရဲ့ကြောပဲဖြစ်ရပါတယ်ဒီလောက်ပဲဒီနဲ့ပုံလွန်တဲ့အကျိုးတရားတွေသူ့မှာဘာရအောင်မလဲ မရနိုင်ပါဘူး။ဒါကြောင့်ခုလိုအချိန်ကမှမိမိတို့ရဲ့စိတ်ဓာတ်ကလေးတွေကိုမိမိတို့ကပြုပြင်ပြောင်းလဲပေးဖို့လိုတယ်။ဒီလိုဆုတောင်းလို့ဒီလိုကောင်းမှုကုသိုလ်ပြုပြီးဒီလိုပကြီးကားတစ်ချက်ရေးဆွဲခဲ့ရင်ဒီလိုပုံစံအတိုင်းတော့မပေါ်နိုင်ဘူးလား။ပေါ်နိုင်ပါတယ်။ဘာဖြစ်လို့လဲ။သက္ကယဒိဋ္ဌိခေါ်တဲ့ဒိဋ္ဌိဆိုတဲ့တောင်ကြီးတစ်ခုကိုလက်ဘေးမှာဆွဲထားတယ်။တဏှာတိဟုသောကြိုးဖြင့်လည်းရစ်ပနှောင်ဖက်ပြီးတော့ခန္ဓာ၅ပါးဆိုတဲ့ခြေတိုင်းမှာခြေထားတယ်။ခြေထားတဲ့အတွက်ဒီတရဝါက ဖြစ်အောင်လုပ်နိုင်ရင်ဘာသာဖြစ်အောင်လုပ်နိုင်မလဲခန္ဓာ၅ပါးဒါပေမဲ့ကျွမ်းကျင်ကျင်နဲ့သူလုပ်နိုင်ခဲ့ရင်တော့အမတန်ချုံးမလှပ်ပတ်တဲ့ခန္ဓာ၅ပါးတော့ဖြစ်လာမယ်ဒီလောက်ပဲ